6လအတွင်းမှာ3900ကျော်အပိုဝင်ငွေဖြစ်နေကျွန်တော်ဘယ်လိုရအောင်ရှာခဲ့လဲဆိုတာကိုမိတ်ဆွေတို့ကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ရှင်းပြရမယ်။ဒါကကျွန်တော်မိတ်ဆွေတို့ကြွားခြင်းလို့မဟုတ်ဘူး။အဓိကကိုဘယ်လိုမျိုးလုပ်ခဲ့တယ်ဆိုတာရယ်မိတ်ဆွေတို့လိုက်ပြီးတော့လုပ်မယ်ဆိုလို့ရှိရင်လုပ်လို့ရအောင်ကျွန်တော်အရှိရလမ်းပြပေးချင်တာဖြစ်တယ်။ဒီနောက်တစ်ခုကကြတော့ဒီ online ကိုမသုံးသေးတဲ့မိတ်ဆွေတွေအခုကျွန်တော်ကျွန်တော်ရဲ့ဝါထဲမှာ follower ထဲမှာဆိုရှိတယ်။ online ကတိတ်မသုံးတတ်သေးဘူး social media မသုံးတတ်ဘူး TikTok ကိုတိတ်မသုံးတတ်ဘူး Facebook ကိုတိတ်မသုံးတတ်ဘူးဒီလိုမျိုးရရှိတယ်။သုံးတာသုံးတာပါပြောချင်တာကဒီလိုမျိုး ဆိုရှယ်မီဒီယာမှာဝင်ပြီးတော့ကြည့်တော့ကြည့်တယ်တကယ်တမ်းစီးပွားဖြစ်အသုံးမချတဲ့သူတွေရှိတယ်ဗောနော်အဲ့တော့အဲ့လိုမျိုးသူတွေအတွက်တကယ်သုံးဖို့အတွက် motivation ရလအောင်လို့ပြောပြကြင်တာဆိုရှယ်မီဒီယာကတကယ်သုံးလို့ရနေပြီဆိုတဲ့အကြောင်းဗောနော်အဲ့တော့အရင်ဆုံးကျွန်တော်ဒီလိုမျိုးရဖို့အတွက်ဘာတွေလုပ်ခဲ့လဲဘယ်အရေးချင်းတွေကကျွန်တော်ဒီလိုမျိုးကူညီပေးရလဲပြီးရင်မိတ်ဆွေတို့လုပ်မယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးလိုက်ပြီးရလုပ်လို့ရလဲအဲ့ဒါလေးကိုကျွန်တော်ရှင်းပြမယ်အရင်ဆုံးကျွန်တော်ဘယ်အရေးချင်းတွေကဒီလိုမျိုးရှာလို့ရအောင်ကူညီပေးရဆိုတာကိုကျွန်တော်ပြောပြမယ်ပထမအဆုံးအနေနဲ့ကျွန်တော်တို့က personal branding ကောင်းဖို့လုပ်တယ်အရင်ရေးကြည့် ာဆင်နယ် branding ကောင်းတော့မှာကျွန်တော်တို့ကဒီလိုမျိုးသိန်းကိုရာချီပြီးတော့ရှာလို့ရမှာဖြစ်တယ်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ကိုယ်မှာကျွမ်းကျင်တဲ့အရေးချင်းတစ်ခုရှိရမယ်။အဲ့ဒီကျွမ်းကျင်တဲ့အရေးချင်းကလူတွေရဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ဥစ္စာဖြစ်ကြမယ်။လူတွေရဲ့ပြဿနာနော်။အဲ့လူတွေရဲ့ပြဿနာကြီးမားတဲ့ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့အရေးချင်းတစ်ခုဖြစ်ဖို့လိုတယ်။အဲ့ဒါလေးကိုလည်းကိုကကြိုပြီးတော့လေ့လာထားရမယ်။နောက်တစ်ခုကကြတော့ social media platform တွေအကြောင်းသိရမယ်။ဘယ် social media ကဘယ်လိုမျိုးအလုပ်လုပ်နေလဲ။အော်ပဲဆိုရှယ်မီဒီယာမှာတော့ဘယ်လို post တင်ရမလဲဒီအကြောင်းကိုသိဖို့လိုတယ်ပြီးနောက်တစ်ခုကကြတော့လူတွေအကြောင်းသိဖို့လိုတယ် ကျွန်တော်တို့ကလူရင်းတွဲပြီးတော့လုပ်ပါတယ်ကျွန်တော်အများအားပြောသလိုပဲကျွန်တော်သင်ပေးတဲ့အတန်းတွေမှာရောကျွန်တော်အများအား knowledge sharing လုပ်ရင်တော့ကျွန်တော်အများအားပြောတယ်လူတွေအကြောင်းကိုသိဖို့လိုတယ်လူတွေအကြောင်းကိုသိမှကျွန်တော်တို့ကလူတွေနဲ့တွဲပြီးတော့အလုပ်လုပ်လို့ရမှာလူတွေကိုကျွန်တော်တို့ကရောင်းလို့ရမယ်အဲ့တော့အရေးကြီးတာကျွန်တော်ရောင်းတက်ဖို့လည်းလိုတယ်ဘာလို့ပြောကြလဲအဲ့တော့အဲ့ဒါကြီးကျွမ်းကျင်လို့ရှိရင်ကျွန်တော်တို့က online ရနေပြီးတော့ဒီလိုမျိုးသင်ကိုရှားချပြီးတော့မှအပေါ်ဝင်ငွေဖြစ်နေကျွန်တော်တို့ရှာလို့ရပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ဒါတွေကိုကျွမ်းကျင်အောင်လုပ်ပါ ောက်တစ်ခုပဲကျတော့ကျွန်တော်ဘယ်လိုရခဲ့လဲပေါ့နော်ဘယ်လိုရှာလဲဆိုခုနပြောတဲ့ဥစ္စာတွေပဲပြောမှဆိုလို့ရှိရင် personal branding အရင်တိဆောက်တယ် personal branding ဆောက်တယ်ဆိုတဲ့နေရာမှာချစ်မှာကျွန်တော် video လေးတစ်ခုနဲ့ share ပေးတာရှိတယ် personal branding ဘယ်လိုဆောက်အောင်လဲဆိုတာ personal branding ဆောက်ဖို့ဆိုတာကလည်းကျွန်တော်တို့ဇွဲရှိဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ value တန်ဖိုးရှိတဲ့ဥစ္စာကိုကျွန်တော်ချပြပေးနိုင်ဖို့လိုတယ်ပြီးရင်ကျွန်တော်တို့ကိုပြောတဲ့စကားကိုတခြားသူတွေနှလုံးသားနဲ့ရအောင်ကိုပြောတတ်ဖို့လည်းလိုတယ် တော့အဲ့ဒီရေချင်းနေရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့က personal branding တခုစောက်လို့ရတယ်ခုန social media တွေအကြောင်းကိုလည်းသိဖို့လိုတာလည်းပါတာပေါ့နော် personal branding နဲ့မှာဘာလို့လဲဆိုတော့ social media ကနေပေါ့လို့ကမြန်တာဟုတ်ကျွန်တော်တို့ကအဲထားပါတော့ကျွန်တော်ကအခုကျွန်တော် CY နဲ့ပတ်သက်ပြီးတော့ကျွန်တော် consulting လုပ်ပေးတယ်အဲ့တော့ဒီ consulting လုပ်ပေးတဲ့ဥစ္စာကိုကျွန်တော် personal branding မစောက်ဘူးတကယ်လို့ကျွန်တော် line ပေါ်မတက်ဘူးဆိုလို့ရှိရင်ကျွန်တော် consulting လုပ်ပေးတဲ့ဥစ္စာကိုကျွန်တော် customer တွေသိမယ်ပြီးရင်ကျွန်တော်အလုပ်အပ်တဲ့ customer တွေကတခြားသူကိုညွှန်းပေးလို့ရှိရင်တခြားသူတွေသိမယ်ဒီလောက်ပဲသိတာဘယ်လောက်ပဲသိရပြင်ကိုကိုယ်ကိုယ်တိုင်ထပ်ပြီးတော့ မာကတ်တင်းဆင်းတဲ့အနေနဲ့လိုက်ပြီးတော့ကျွန်တော် appointment နဲ့တွေ့တယ်စကားတွေပြောရဆိုလို့ရှိရင်တော့ဒီလူတွေကထပ်ပြီးတော့သိလိမ့်မယ်အဲ့လောက်ပဲသိတော့ထပ်ပြီးတော့မသိတော့ဒါပေမဲ့အဲ့ဒီဟာကိုကျွန်တော်တို့က personal branding ဖြစ်နေ online ပေါ်ကိုတင်တက်ပြီးတော့မှကျွန်တော်တို့ကတခြားကိုကျွမ်းကျင်တဲ့ဥစ္စာကိုချပြတယ်တချို့ solution တွေတချို့ရဲ့ပြဿနာတွေကျွန်တော်ဖြေရှင်းပေးတယ်ကိုကိုယ်တိုင်လည်းဝင်ပြီးတော့စကားတွေပြောပြပေးတယ်လိုအပ်လို့လာပြီးကုရင်တောင်းလို့ရှိရင်လည်းကျွန်တော်ကိုယ်တိုင်ပြောပြီးတော့ဖြေရှင်းပေးတယ်ဒါမျိုးတွေလုတ်ပေးတဲ့အခါကျတော့လူပို့ပြီးတော့သိလာတယ်ဒီလိုမျိုးလူပို့သိလာတဲ့အခါကျတော့ကျွန်တော်နဲ့စကားပြောပြီးတော့မှလုပ်ငန်းကိုတိုးတက်အောင်လုပ်ချင်တဲ့သူတွေကျွန်တော်အလုပ်အပ်ချင်တဲ့သူတွေဒီလိုမျိုးတွေများလာတယ် အဲ့ဒီပြုံမှာထပ်ပြီးတော့ကျွန်တော်သိထားတဲ့ကျွန်တော်တက်ထားတဲ့ပညာကိုတင်ညင်တဲ့သူတွေလည်းများလာတယ်အဲ့တော့ကျွန်တော်ကကိုဖြတ်တန်းခဲ့တဲ့ဥစ္စာတွေကိုကြုံတွေ့ရတဲ့ဥစ္စာတွေကိုလုပ်ငန်းတွေအုပ်ချုပ်ခဲ့တဲ့နေရာမှာကြုံခဲ့တဲ့ပြဿနာတွေဒါတွေကိုကျွန်တော်ကစုပြီးတော့မှတကယ်အလုပ်ဖြစ်ခဲ့တဲ့ဥစ္စာတွေတကယ်အသုံးဝင်ခဲ့တဲ့ဥစ္စာတွေဒါတွေအကုန်လုံးစုစုပြီးတော့မှကျွန်တော်ကတင်နန်းတစ်ခုဖြစ်နေပြန်ပြီးတော့မှကိုထက်တိတ်ပြီးမသိသေးတဲ့သူတွေကိုလောက်အတွေ့အကြုံမရှိသေးတဲ့သူတွေသူတို့ကိုပြန်ပြီးတော့မှတင်ပေးတယ်တင်ပေးနေကျွန်တော်တို့ကထိုက်တန်တဲ့တင်နန်းကြီးတစ်ခုပြန်ပြီးရရတယ် ော့ဒီဟာကြီးရေခုနကိုစနက်အနေနဲ့ကျွန်တော်တို့လူပိုသိလာတဲ့အတွက်အလုပ်တွေပိုပြီးဖြစ်လာတယ်နောက်ကကိုယ့်ရဲ့ personal branding ကောင်းတဲ့ခါကျတော့ကျွန်တော်ပြောသလိုမျိုးနောက်ကကိုယ့်ရဲ့လုပ်ငန်းကိုပါဆွဲတင်လို့ရလာတဲ့သဘောမျိုးပေါ့နော်အဲ့တော့ဒီဟာကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ personal branding မဆောက်ဘူးဆိုလို့ရှိရင်ဒီအပေါ်ဝင်ငွေကမရနိုင်ဘူးကိုယ်မှလက်ရှိရှိတဲ့ customer ပဲရှိမယ်ကိုယ့်လုပ်ငန်းပဲရှိမယ်ဒါတွေပဲသွားနေတယ် ်ဘာတကယ်တမ်း personal brand နဲ့ကောင်းတဲ့ခါကျတော့အပြင်ထပ်ပြီးတော့ customer တွေအများကြီးတိုးလာတယ်အဲ့ဒီပြင်မှာတင်တန်းတစ်ခုတော့ကျွန်တော်ထပ်ပြီးတော့ဖွင့်ပေးနိုင်တယ်ပြီးနောက်တစ်ခုကကျတော့ digital marketing အနေနဲ့ကျွန်တော်ဝန်ဆောင်မှုပေးတာရှိတယ် boost run ပေးတဲ့ဥစ္စာပေါ့နော်အဲ့ဒီဥစ္စာဆိုလို့ရှိရင်ကျွန်တော် booking တော့မရတော့ဘူးအဲ့လိုပါမရဘူးပေါ့ cloud ထိအောင်များလာတယ်ပေါ့နော်အဲ့တော့အဓိကကကျွန်တော်တို့က personal branding ကောင်းလာပြီးအခြေခံအချက်ဖြစ်တယ်အဲ့တော့ personal branding ကောင်းအောင်တေချာကိုကလုပ်နိုင်မယ်ခုနကျွန်တော်ပြောတဲ့အချက်တွေကိုတေချာကျွမ်းကျင်နိုင်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတွေ online ကနေပြီးတော့မှပတ်စံအများကြီးရှာလို့ရပါတယ်ချက်ချင်းကျွန်တော်တို့ကအများကြီးမရဘူးဆိုလို့ရှိရင်တော့မှအတိုင်းအတာတစ်ခုထိတော့ကျွန်တော်တို့အပိုဝင်ငွေထွက်လာပါလိမ့်မယ်အဲ့တော့အရေးကြီးဆုံးမိတ်ဆွေ personal branding စောင့်မဲ့အချိန်ရောက်ပါပြီအခုကျွန်တော်လက်ရှိကျွန်တော်ထိုင်းမှာရောက်နေရပါတော့ဒါကလုံမလီပန်းချံရဲမိုက်တယ်ပေါ့ကျွန်တော်အဲ့ဒီမှာဆိုလို့ရှိရင်အခုကျွန်တော်လိုမျိုး online နေပြီးတော့အလုပ်လုပ်တဲ့သူတွေအဓိက digital nomad ပေါ့နော်ကျွန်တော်တို့ကတော့အပြင်မှာအလုပ်မလုပ်ရှိဘူးနေရာတကာရှောက်ပြီးတော့သွားကြင်တယ် ကိုယ့်ရဲ့လုပ်ငန်းတွေကိုလည်း online နေပြီးလုပ်လို့ရတဲ့လုပ်ငန်းဖြစ်အကုန်လုံးရအောင်ပြောင်းကျင်တယ်အဲ့လိုမျိုးသူမျိုးတွေဒီလိုမျိုးထိုင်းနိုင်ငံမှာအများကြီးပဲရှိတယ်ဗျာဒီမှာဒီလိုမျိုးလုံမီပန်းညမှာဆိုလို့ရှိရင်လည်းသူ့လိုကိုယ်လိုပဲဒီလိုမျိုးကျွန်တော်တို့မျိုးကိုယ်နဲ့ရနေတဲ့သူတွေလာပြီးတော့မှလုပ်လို့နေတဲ့သူတွေအများကြီးပဲရှိတယ်ဒီတော့ဒါကိုဘာလို့ကျွန်တော်ထည့်ပြောလဲဆိုလို့ရှိရင် message တို့အနေနဲ့ personal branding ကောင်းလို့ရှိရင်ဒီလိုမျိုး digital nomad အနေနဲ့ရက်တည်ဖို့အတွက်ကဘာကြီးရဲ့ဘယ်နေရာရောက်ရောက်ကျွန်တော်တို့က internet ရဲ့ဖုန်းရဲ့ laptop ရဲ့ရှိရတဲ့အလုပ်လုပ်လို့ရတဲ့အနေအထားမျိုးရောက်အောင်ကျွန်တော်တို့ကစူးစမ်းလို့ရတယ် အဲ့မျိုးကျွန်တော်ထည့်ပြီးပြောရတာဖြစ်တယ်။ပြီးရင်ကျွန်တော်တို့က personal branding လုပ်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဈေးကအများကြီးကျန်နေတယ်။ကျွန်တော်မြန်မာနိုင်ငံမှာတကယ်နဲ့ personal branding ကိုကောင်းကောင်းမွန်မွန်လုပ်နိုင်တဲ့သူကအများကြီးမရှိသေးဘူး။လက်ချိုးရည်လို့ရတယ်။ဒီမှာဆိုထိုင်းမှာဆိုအများကြီးပဲကောနော်။ပြောမယ်ဆိုထိုင်းနဲ့မြန်မာနဲ့ကကျွန်တော်တို့ကထိုင်းနဲ့မြန်မာတွေကြားထဲမှာတော့20 30 45ဆင့်အများကြီးတော့ကွာတော့ကွာတာပေါ့နော်။ဒါပေမဲ့ဒီစီးပွားရေးသွားနေတဲ့ပုံစံဒီလိုပဲသွားနေတာ။အခုလက်ရှိမှာဆိုလို့ရှိရင် digital nomad အနေနဲ့လုပ်တဲ့သူတွေများတယ်။ personal branding ဆောက်တဲ့သူတွေများတယ်။ content creator တွေများတယ်။ အခုဆိုလို့ရှိရင် celebrity တွေတောင်မှအရင်နေရာမရတော့ဘူး content creator တွေကဒီ celebrity တွေရဲ့နေရာကိုတဖြည်းဖြည်းနဲ့အစားထိုးလာတယ်ပေါ့အစားထိုးပြီးဝင်လာတယ်လို့ဖြစ်လာတယ်အဲ့တော့တဖြည်းဖြည်းနဲ့နောက်ပိုင်းကျလို့ရှိရင် celebrity တွေနေပါပြီးတော့ content creator တွေများလာတဲ့နေထားဖြစ်နေတဲ့အချိန်မှာပေါ့နော်အဲ့တော့နောက်ပိုင်းကျလို့ရှိရင်ဒါတွေက cambodia တို့အခြားထိုင်းထက်နိုင်တဲ့နိုင်ငံတွေမှာတဖြည်းဖြည်းနဲ့ဒီဒီ business business model ကတဖြည်းဖြည်းစီးဆင်းလာမှာမြန်မာနိုင်ငံရောက်လာလိမ့်မယ်မြန်မာနိုင်ငံမှာတော့လောဆယ်ကတော့ celebrity တွေမင်းသားမင်းသမီးတွေသူ့အတူအဆင်ပြေနေသေးတယ်။နောက်ပိုင်းကျလို့ရှိရင်အဲ celebrity တွေမင်းသားမင်းသမီးတွေရဲ့နေရာမှာ တကယ်ကောင်းတဲ့ influencer တွေ content creator တွေကဝင်လာလိမ့်မယ်အဲ့လိုမျိုးဖြစ်လာလိမ့်မယ်အဲ့နေရာကိုမရောက်သေးဘူးဒါပေမဲ့အဲ့နေရာကိုရောက်လာလိမ့်မယ်အဲ့နေရာကိုရောက်လာတဲ့အခါကျတော့ရှင်ကိုကနေရာတစ်ခုရပြီသားဖြစ်နေလို့ရှင်ပို့ပြီးတော့အကျိုးမြတ်တွေအများကြီးရှာလို့ရပါတယ်ဗောနော်တကယ်လို့အဲ့နေရာကိုမရောက်လာဘူးဆိုလို့ရှင်တော့မှာကျွန်တော်ခုနပြောလိုမျိုးကိုယ့်ရဲ့လုပ်ငန်းကိုနိုင်တဲ့လောက်ဆွဲယူတင်သွားလို့ရတယ်စပါအောင်အများကြီးတိုးလာနိုင်ပါတယ်ဗောနော်အဲ့ဒါမျိုးအခုထင်ရစပြီးတော့ content ကိုမဖြစ်မနေလုပ်ဖို့လိုပါတယ်ဒီတော့ကျွန်တော်ရဲ့လုပ်ငန်းရှင်မိတ်ဆွေတွေရောညီငယ်ညီမငယ်တွေရော content creation ကိုတခြားလေးလုပ်ပါ တကယ်ကိုယ့်ရဲ့လုပ်ငန်းကိုအများကြီးဆွဲတင်လို့ရတဲ့အလုပ်မလို့ကျွန်တော်ကတေချာတိုက်တွန်းရခြင်းဖြစ်ပါတယ်။မိတ်ဆွေတို့ကလက်ရှိ content creation နဲ့ပတ်သက်ပြီးတော့ဗိုင်းလေးလာဖို့ ਆ ရည်လဲ။ဘလို့ content မျိုးတွေဖန်တီးဖို့အတွက်စီစဉ်ထားလဲ။အော် comment တွေမှာဝင်ပြီးတော့ဆွေးနွေးပါလို့ရပါတယ်။ကျွန်တော်ကိုယ်ပိုင်ပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ဘိုင်ဘိုင်။